မင်္ဂလာပါရှင်ကျမကတဇင်ပါဒီနေ့ဂျော်လာ၁၇ရက်နေ့အတွက် People's Day ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ပလဲမြို့နယ်ကန်းတောက်ရဲစခန်းတိုင်းတိုက်ပွဲပြင်းထန်နေပြီးစခန်းကိုပိတ်ဆို့ထားတဲ့တဲ့ဖဲခေါ်မြို့နယ်အဆက်မှာဖြစ်ပွားတဲ့တိုက်ပွဲတွင်နှစ်ဖက်ထိခိုက်ကြဆုံးမှုရှိတဲ့တဲ့မိုးကောင်းကာမိုင်ဖားကတ်လမ်းပိုင်းကိုအရက်သားသွားလာခွင့် KIA KPDF ယာယီတားမြစ်တဲ့တဲ့စကောင်းစီလောက်ခံတက်စကန်တစ်ခုကိုတွန်းဆန် CDF တိုက်ယူတဲ့တဲ့ဒီတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင် စကိုင်းတိုင်းပလဲမြွနယ်ကစစ်ကောင်စီတပ်အခိုင်အမာတပ်ဆွဲထားတဲ့ကမ်းတောက်ကျေးရွာကရဲစခန်းကိုတော်လရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲတွေလည်းဆက်ဖြစ်နေတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူက People's Wing ကိုပြောပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့ကမ်းတောက်စခန်းဟာပလဲကန့်ကောလမ်းပေါ်မှာရှိပြီးပလဲမြွနယ်၁၄မိုင်ကွာဝေးပါတယ်ကမ်းတောက်ကျေးရွာကနေမြေရဲစခန်းကိုစစ်ကောင်စီကတပ်ဆွဲပြီးအခိုင်အမာခံစစ်ပြင်ထားတယ်လို့အင်အား၁၀၀ခန့်ရှိနေတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် အဲ့ဒီစကန်ကို PLA ကဦးဆောင်ပြီးအခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဂျွန်လာနှစ်ရက်နေကတည်းကစီးနေတိုက်ခိုက်နေတာလို့ပြောပါတယ်။ PLA ကတော့ဗမာပြည်ကွန်မြူနတီပါတီရဲ့လက်နက်ကင်တပ်ဖြစ်ပါတယ်။ကန်းတောက်ကျေးရွာနေဝန်းကျင်အင်မတီရွာစီစက်ကောင်စီတပ်ကလေကြောင်းကနေအင်အားဖြစ်ပြီးအင်မတီကတဆင့်ကန်းတောက်ရဲစခန်းစီအင်အားဖြစ်တဲနေတယ်လို့သိရပါတယ်။အင်မတီကနေစက်ကြောင်းထိုးပြီးအင်အားတိုးနေတာလို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလက ကန်တောင်ရွာရဲစခန်းကိုဒေါ်လန်ရဲတပ်တွေကတိုက်ခိုက်ခဲ့ပေမဲ့အပိသက်မသိမ်းပိုင်နိုင်ခဲ့ပါဘူး။အဲ့ဒီနောက်ပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်နေတာကြောင့်ကန်တောင်ရွာအပါအဝင်အနီးအနားကကျေးရွာက ပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။လက်ရှိမှာလည်းတိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကန်တောင်ကျေးရွာနေပြည်သူတွေထွက်ပြေးခဲ့ကြရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခေါ်မြို့နယ်အဆက်မှာတိုက်ပွဲတွေဖြစ်ပွားနေရာနှစ်ဖက်တိုက်ကြဆုံးမှုတွေရှိနေတယ်လို့ရှမ်းတောင်စစ်သေးတာဗျူဟာ၁၄ကဒီနေ့မှထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO PNA ပို့ပြည်သူစစ်တော်ဟာဖေခုံအေးအရှိချမ်းဒေါ်လာရင်အင်အားစုတွေထိန်းချုပ်ထားရာညောင်ရွှေမြို့နယ်ရေဘူးကျေးရွာကိုအင်အားအများပြားနဲ့ဂျော်လာနှစ်ရက်မှာစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ဒီနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေပြီးတပတ်တာကာလအတွင်းနှစ်ဖက်တိုက်ခိုက်ကြဆုံးမှုတွေရှိတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ရှမ်းတောင်ကရင်နီနယ်စပ်ဒေသကုန်းတာကျေးရွာမှာလည်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့အတူဖဲခုံ PDF 1006တရင်တို့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေတံပြန်ပြုတ်လုံနေတာကြောင့်ဖဲခေါ်မြို့နယ်တဝမ်းမှာလည်းစစ်ရေးအခြေအနေတင်းမာလာနိုင်တယ်လို့ viewer 14ကထုတ်ပြန်ပါတယ်။တိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြက်ခတ်မှုတွေကြောင့်ပြည်သူ၃ဦးသေဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒဏ်ရာရသူတွေထဲကလင်းငယ်နဲ့အမျိုးသမီးတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ကပြည်သူတွေအနေနဲ့ကာကွယ်ရေးတပ်တွေကအသည့်ပေထုတ်ပြန်ထားတဲ့စစ်ရေးသတိပေးချက်တွေကိုလုံခြုံရေးအတွက်လိုက်နာဆောင်ရွက်ဖို့မြေတားရက်ခံထားပါတယ်။ စကောင်စီတက်တဲ့ပို့ပြည်သူစစ်တို့ရဲ့စစ်ကြောင်းထုံးမှုကြောင့်ဖဲခုံအင်းအရှိချမ်းကစောင်းနှန်းခဲလွယ်ပေါ်နန်းပေါ်လုံးနန်းစော့အစတဲ့ကျေးရွာတွေကယာနဲ့ချီတဲ့ဒေသခံပြည်သူတွေဆက်ရှောင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဆက်ရှောင်ရေးအကူအညီနေသူတွေကပြောပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်ဒေသမှာစစ်ရဲတင်းမာနေချိန်မိုးကောင်းကမိုင်းဖားကန့်လမ်းကိုလုံခြုံရေးအခြေအနေရလက်တလောအသုံးမပြုကြဘူး KIA KPD ရပူပေါင်းတပ်ကဒေသခံတွေကိုတတိပေးထားပါတယ်။ ိုးကောင်းကမိုင်ဖားကလန်ကလုံခြုံရေးပြဿနာရှိနေတယ်။ဒေရက်တွေမတုံ့ဖို့ပြောထားတာရှိတယ်။ KIA KPDF ကဒါကိုအရေးတကြီးအသိပေးနေတဲ့ပုံစံဖြစ်တယ်လို့ဖားကမျိုးဒေသခံတူကပြောပါတယ်။အဲ့ဒီလမ်းပိုင်းကိုတုံးပြီးဖားကစီစက်ကောင်စီတိုင်အင်အားဖြစ်တင်းနိုင်တယ်လို့ KIA KPDF ကတွက်ဆထားကြပါတယ်။ဖားကဒေသစီမြစ်ကြီးနားမိုးကောင်းကမိုင်ဖားကလန်ကသွားလို့ရတယ်လို့မိုးညင်းဟိုပင်ဝေခါဖားကလန်ကနေလည်းသွားလို့ရပါတယ်။ လက်ရှိမှာမိုးညင်းဟိုပင်ဟွေခါဖားကန်လန်ကို ခရီးသွားတဲ့အသုံးပြုနေတယ်လို့သိရပါတယ်။အဲ့ဒီလမ်းပိုင်းကအင်းတော် GI အနီးကျေးရွာချို့မှာစစ်ကောင်စီရှမ်းနေ SNA ပူးပေါင်းတပ်နဲ့ KIA KPDF တို့တိုက်ပွဲဖြစ်ပွားနေပေမဲ့ပြင်းပြင်းထန်ထန်မဟုတ်ကြောင်းလက်ရှိမှာသွာလာလို့ရကြောင်းအင်းတော်ကြီးဒေသခံတွေကပြောပြပါတယ်။မိုးကောင်းကာမိုင်းလုံခင်ဖားကန်လန်တိုင်းဧပြီလ23ရက်နေ့ကဝင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာမေလ29ရက်မှာဖားကန်ကိုရောက်ရှိလာပြီး ကြောက်စိမ့်မော့ဝန်းကျင်မှာစစ်ကြောင်းထိုးနေပါတယ်။အခုကဖားကတ်မှာလည်းစစ်ရေးအခြေအနေကတင်းမာနေတယ်။မြေပြင်ကနေအင်အားဖြည့်မဲဆိုရင်မိုးကောင်းကမိုင်ဖားကတ်လမ်းကိုသုံးနိုင်တယ်လို့ KIA နဲ့နေဆက်သူကပြောပါတယ်။လက်ရှိဒေသအတွင်းစစ်ရေးအခြေအနေအရအရတာပြည်သူတွေအနေနဲ့ည9:00နိုင်ကနေမနက်6:00နိုင်အတွင်းပြင်ပကိုမထွက်ဖို့စစ်ကောင်စီစစ်ကြောင်းအနေအကိုတတိပြုကြဖို့ KIA KPDF ပူပေါင်းတပ်ကတတိပေးထားပါရဲ့ရှင်။ချင်းပြည်နယ်တွန်းဆက်မြို့နယ်အတွင်းကစစ်ကောင်စီတပ်လောက်ခန့် ဇိုမီတက်ဇာအာအေရဲ့ဒက်စကန်တစ်ခုကိုချင်းဒေတာကာကွယ်ရေးတပ် CDF တွန်းဆန်ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာဇာအာအေတပ်ဘက်ကတေဆုံးထိခိုက်မှုရှိခဲ့ပြီးလက်နက်ခဲယံတွေသိမ်းဆည်းရရှိခဲ့တယ်လို့ချင်းသတင်းရမြက်ကပြောပြပါတယ်။ဂျော်လာကိုရမနက်ပိုင်းမှာကြည်ခါမျိုးနဲ့တွန်းဆန်မျိုးကြားကမွာကွေးရနေစက်ကောက်စီတပ်စကန်ကို CDF တွန်းဆန်ပူပေါင်းတပ်ကတွားရောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာဇာအာအေတပ်ဖွဲ့ရော့အလောင်းနှလောင်းတနက်၄လက်နဲ့ ဒရုန်းအပဝင်ခဲရန်ချို့တင်းဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဇက်အာအေဟာမြန်မာအိန္ဒိယနယ်စပ်ဒေသတွေမှာလှုပ်ရှားနေတာဖြစ်ပြီးစစ်ကောင်စီတပ်ကလက်နက်တပ်ဆင်ပေးတာအပဝင်စစ်ကောင်စီတပ်နဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လရဲ့အဖွဲ့တွေကထုတ်ပြန်သိပေးပါတယ်။ချင်းတော်လရဲ့တပ်တွေဟာချင်းပြည်နယ်ကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တီးတဲမြို့နယ်အတွင်းတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။တီးတဲမြို့နယ်တိုင်းငင်းနဲ့ကလေးမြို့ကြားကမွာပြီးရွာမှာစစ်ကောင်စီတပ်ဆက်လက်တွတ်ဆွဲနေတာကြောင့် ိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ချင်းတရင်မြက်ကရှင်းပြပါတယ်။မွာပီးကျေးရွာမှာပဲစကားစကားအခုထိရှေ့မတိုးနိုင်တော့နောက်လည်းမဆုတ်ဘူးပေါ့။အဲ့ဒီရွာမှာပဲရှိနေသေးလို့သူကဆိုပါတယ်။ဂျော်လာ၈ရက်နဲ့၉ရက်မှာတိုက်ပွဲဆက်ဖြစ်နေပြီ။ကလေးမျိုးနယ်မှာရှိတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးပြုတ်ကူပေးတိုက်ခိုက်မှုရှိတယ်လို့ဒေသတရင်မြက်အချို့စီကသိရပါတယ်။မေလာတရရဘက်ကချင်းတောင်ပေါ်ကိုအင်အားအများပြားနဲ့တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ချင်းညီနောင်နဲ့ချင်းပြေကောင်းစီအဖွဲ့ဝင်ဒေါ်လန်ရဲတက်တွေအတူပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်ရှင်။ People's Plan ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။